ပေးတဲ့များအလုံးမင်းမိလာပါရှင်ပေးတဲ့များအလုံးကိုကျမရဲ့ Joy Entertainment Channel ကနေကြိုဆိုလိုက်ပါရင်ကျမတို့ Channel လေးကနေတရေဆန်လန်းကောင်းများစွာနဲ့ဂမ်မီယာဖြစ်ရဲ့စံကျယ်ဆန်လန်းကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါရင်ဒီနေ့မှတင်ဆက်ပေးမှာကတော့အောင်မြတ်တာနဲ့ဖုတ်ဝင်သူဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရင်ဇလန်းလေးမစားတင်မီကျမတို့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇလန်းတင်များစွာကိုမြို့တန်းနာစေနိုင်ဖို့ ဘေးနားအနုတီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုပဲစတင်လိုက်ပါပြီ။အထက်ဆရာကြီးရဲ့တောင်းရင်ပြည့်ချက်တွေကိုထမ်းဆောင်ရင်းနဲ့မြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တို့ရောက်ရှိခဲ့ပါတယ်။လူမျိုးစုံ၊ပညာရှင်မျိုးစုံတို့ကိုယဉ်တိရတယ်လို့ပဲ။စုံတိုင်နဲ့တိုင်မျိုးစုံနဲ့ကြုံတွေ့ကြရပါတယ်။ရှင်ဘူမျိုးကဖုံးချောင်းတစ်ချောင်းမှာတဲတော့ဟာဆိုရင်တော့ကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့ရေကန်တွေကနေမိမက်ပြိုတွေထွက်လာတာကိုလည်းမြင်တွေ့ကြရပူပါတယ်။ ဆရာတို့ကိုလျှောက်ထားတော့အဲ့ဒီအကမ်းမှာအဆောင်လျှောက်တွေရှိရဲ့လို့မိန့်တော်မူရင်ကျွန်တော်ပညာတာမန်လောက်ပဲရှိတဲ့အတွက်အရင်ရေးကြည့်တဲ့ကိစ္စတွေဆိုရင်တော့ကျွန်တော်အစားဆရာဖြည့်ရှင်းနေရှိပါတယ်။လေမျိုးလေးတစ်မျိုးကိုရောက်တော့လည်းမိတွင်ထဲမှာဆုံးသွားတဲ့မိန်းကလေးတစ်ယောက်သူ့ရင်ကိုဆဲပြီးတော့ခြောက်လန့်နာကိုလည်းကြုံခဲ့ရဘူးပါတယ်။ပညာနုနယ်ရဲ့ပျော်ကားဆရာကြီးဆိုရင်တော့တတွင်းနေအောင်ထွေးခင်ရတယ်။ကြုံခဲ့ရတာတွေကိုပြောရရင်တော့ကိုယ်မှမဟုတ်တော့ပါဘူး။ဒီတခါကြုံခဲ့ရတာကတာမန်ဖြစ်ဖြစ်စဉ်လေးတစ်ခုပါပဲ။ ဒါပေမဲ့သူဟာတာမန်ဖုတ်ဝင်တယ်လို့မဟုတ်ဘဲနဲ့ထူးဆန်းတာလေးရှိခဲ့ပါတယ်။ဆရာနဲ့ကျွန်တော်ခီးသွားရင်လည်းယူရီယာရွာကိုမမျောလေးမရောက်ရှိလာခဲ့။ရွာလေးကိုဖျက်မှဟိုဘက်မျိုးကိုရောက်မှာကိုရွာလေးကနေဖျက်သွားရင်လည်းအိမ်တိန်အရှိရောက်တော့အိမ်ရှိမှာထင်းပေါက်နေတဲ့လူတယောက်ကကျွန်တော်တို့မြင်တဲ့အခါတော့အိမ်ထဲပြေးဝင်သွားကောင်းကျွန်တော်ကအမှုမဲ့အမမဲ့နေလိုက်တော့တယ်။အဲ့ဒီချိန်မှာဆရာတက်ခိုင်းခုနကပြေးဝင်သွားတဲ့သူကိုတွေ့လား။အဲ့ဒါလူမဟုတ်ဘူး။ ျွန်တော်အံ့ဩသွားတယ်။မျိုးလုံးနဲ့တေချာမြင်လိုက်တာဒူမလူစစ်စစ်။ဒါနာဘဝတော့မဟုတ်တာတေချာတယ်။ဒါပေမဲ့ဆရာမဟုတ်ဘဲနဲ့ဘယ်တော့မှအဲ့လိုမပြောဘူး။ဒါဆိုလူမဟုတ်ရင်ဘယ်သူလဲဆရာ။အဲ့ဒါဖုတ်ဝင်နေတဲ့သူပဲ။အသက်မရှိတော့ဘဲနဲ့ခန္ဓာကိုယ်ထဲမှာနေရာဝင်ယူပြီးတော့လူတယောက်လိုဟန်ဆောင်နေရ။ဖုတ်ဝင်သူတွေကအမျိုးမျိုးရှိတယ်။တချို့ကအစားအသောက်စားကြင်လို့ဝင်နေ။တချို့ကတော့ကိုငွေလုံးကြံလို့ဝင်နေ။ တချို့ကတော့လူဘဝကိုစိတ်မကုန်သေးလို့တာမန်လူတယောက်လိုနေထိုင်ကြရင်ရေရဆိုရင်ဖုံးဝင်ပြီးနေတဲ့သူကမိမယူပြီးတော့ကလေးရောင်မှဝေးထားသေးရင်လို့ကြားဘူးတယ်ခုနကသူကလေတာမန်လူလို့ထင်ရပြီမြင့်သူမှတရှိတယောက်ရဲ့ကိုငွေမတွေ့ရဘူးတာမန်လူတွေမမြင်နိုင်တဲ့အတွက်သူ့မိသားစုဝင်တယောက်လိုပဲမြင်နေကြတာဖြစ်မယ်ဒါဆိုဒီတိုင်းထိုင်ရင်ရောဘာဖြစ်လာမလဲသူ့ရဲ့အဖြစ်မျိုးကိုမေးကြည့်ရမှာပေါ့ ဒါပေမဲ့ဖြူးဖြစ်စင်နဲ့ဆန့်ကျင်နဲ့ဘယ်ရမဆိုတော့ငါတို့တားမိတာဝန်ရှိရင်ဒီညဒီအောင်မပဲတိတ်အောင်ကျွန်တော်လည်းရွာဦးကျောင်းမှာတိတ်ရင်နဲ့ကပ္ပရာကြီးကိုနေ့တရတွေ့ခဲ့တဲ့လူကြောင့်မေးကြည့်ဖြစ်ခဲ့တရားဧည့်သည်မျိုးတော့လည်းပြောပြရတာပေါ့နေ့တရဧည့်သည်လူတွေ့ခဲ့တဲ့သူကဥထုနူပါသူကအဲဒီအရင်အင်းအောင်စီးသည်သူကနမပြတ်တော်မရှိပါဘူးအိမ်ဝင်လေးသူ့ရဲ့ရှာကြည့်နေရ မလက်ဆိုတော်ရဲသွားထင်းခွေညနေဆိုထင်းခွေရလာတဲ့ထင်းလေးကိုရောင်းချပြီးတော့သူ့ရဲ့မိသားစုကိုရှာကြည့်နေတာတကယ်ကိုတာဝန်ကြီးတဲ့သူတရားပါကျွန်တော်စဝေစဝါဖြစ်သွားတယ်ဒါပေမဲ့ဆရာပြောတဲ့စကားကိုလည်းမယုံလို့မရပြန်ဘူးဒါနဲ့အဲ့ဒီဦးထွန်းသူကတာမန်လူတယောက်လိုပဲသွာလာစားတော့နေရပေါ့ဟုတ်လားကပ္ပယာကြီးဟုတ်တယ်နီတာမန်လူလိုပဲနေရသူအရင်ကနေမကောင်းတာတွေထိခိုက်တာတွေရှိခဲ့မှုသေးလားอืมမရှိဘူးကွယ် ။အော်ရှိခဲ့တယ်။ခုမှမမိတယ်။လိုခဲ့တဲ့နေ့ကတော်ရင်မှထွက်ခွေသွားရင်လေ။တော်ဝက်ပတ်တာကြုံခဲ့ရတယ်။တရားရတော်တော်များရဲ့ဒါပေမဲ့ तू ကမတည်ပဲနဲ့ပြန်ကောင်းလာလို့တရားပြန်ထုံးလူလို့အောင်မှစားနောက်ကြသေးရဲ့။ကျွန်တော်ပြုံးလိုက်မိပါတယ်။လူချင်းတဲ့ချက်ကိုတည်နိုင်ရပြီနိ။အဲ့ဒါဆိုတော့ဥထုံးလူကရွာเจ้าလာမြင်မိလား။ဘင်းရောတလားတစ်ခါလောက်တော့ဆရာတော်စီကိုလာလာတွေ့ရင်နောက်ပိုင်းတော့မတွေ့ဖြစ်တော့ စီးပွားရေးအဆင်မပြေရနဲ့လာဖို့မိနေရချင်ပါတယ်။ငါလေးတွေ့ရင်တော့တတိပေးနိုင်အောင်မေဖျားရှိကိုချင်းရောက်ပြီဆိုတော့သွားလိုက်အောင်မေကွထားသွားတဲ့ကပ္ပီယာကြီးကိုကြည့်ပြီးတော့ကျွန်တော်ဥထုလုံအကြောင်းတွေ့လိုက်မိရောလေမနက်မိုးလင်းတော့ကပ္ပီယာကြီးပြန်ထားပြီးတဲ့မနက်စာကိုစာရင်းနေကပ္ပီယာကြီးရွာလေးခဏလိုက်ကြည့်မလို့ဆရာတော်စီလျှောက်ပေးပါအောင်။ Okay သွားဆရာရှေ့ရသွားဆရာတော်ကဒီချိန်တရားထိုင်နေပြီ။သွားကြည့်ကြဘာမှဖြစ်ဘူး။ ကျွန်တော်လည်းခွင့်ရအနေဂျွာရုပ်ထွက်လာခင်းလိုက်တော့တယ်။ဥထုလူအိရှေရောက်တော့အိရှင်တို့ဒါဥထုလူတို့အိမ်လား။အော်ခေါ်လိုက်တော့အိန္ဒိယနေအမျိုးသမီးတယောက်ကထွက်လာတာတွေ့လိုက်ရတယ်။အဖေတိရီနာအဖေမရှိဘူးရှင်။တော်ထဲမှာထွင်ခွေသွားတယ်။ဘာကိစ္စမှန်ရှိလို့လဲ။အဲဒီခါကျွန်တော်ကကိစ္စတော့ထူးထူးထူးမရှိပါဘူး။သူလာရင်ဒီဆိုင်လေးပြေးပြေးပါ။သူမြူဘူးဆိုရင်တော့သူ့အိမ်အောက်မှာထည့်ထားပေးပါ။အိမ်လို့ဆိုပြီးတော့ အင်းစာရွက်ကိုထိုးပေးလိုက်တော့ရင်ရွာရီကနေပြန်ရောက်တော့ဆရာနဲ့ကျွန်တော်တရားထိုင်ဖြစ်ပါရင်နင်းနေစားချင်းရောက်တော့ရွာသားတရားရေးကြီးတုတ်ပြနဲ့ចောင်းနေကိုပြေးဝင်လာရင်ဆရာတော်ဗျာဆရာတော်ဗျာဦးထွန်းလူအဲ့တဲ့ပြီကိုတက်ဖို့ဓာတ်ဆဲပြီးတော့လာနေပါပြီဗျာကပ္ပီယာကြီးကရုတ်တရက်ထားလိုက်ပြီးတော့ကျွန်တော်တို့ကိုလမ်းကြည့်တယ်ဆရာတော်ကလိုင်းတော့ចောင်းကိုတက်ခဲ့ခိုင်းလိုက်ကွာထွန်းလူတကဝိုက်ပြန်ပြီထင်နေကျွန်တော်ထားကြည့်လိုက်တော့ ။တောင်းကိုင်ကចောင်းဝါမှာရက်ပြီးတော့ဆဲဆိုနေရဲ့ဥထုံးမျိုးကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူကလုံးဝចောင်းတဲ့မဝင်တာတော့ထူးဆန်းနေရော်။ရွာလူရဆရာတို့ကိုကြောက်လို့မဝင်တာလို့ထင်နေကြတယ်။ဆရာတော်ကចောင်းမဝါနေ။ဟေးထွန်းလို့ဒီကဧည့်သည်ပြမင်းဘာလုပ်လို့တော့။ဒီကောင်လေးကြုံနေမရအောင်လို့တော့မှာဒီကောင်လေးကိုတတ်မယ်။အပြင်ထွက်ခဲ့။အင်းလို့ဆိုပြီးတော့အော်ဟစ်နေပါလေရောအဲ့လိုပြောတော့ဆရာတော်ကဧည့်သည်ကသူ့ဘာလို့မိလို့တော့ တကယ်တော့ဒီလူကဥထုံးလူမဟုတ်ပါဗျာဥထုံးလူရဲ့ကိုမ ဝင်ဘူးနေရဲ့နန္ဒဘဝပါဗျာလူငယ်တဲ့နေ့တည်းကဥထုံးလူကတော်ဝက်ပတ်လို့ဆုံးသွားခဲ့ပါပြီ သူအသက်ထွက်ခဲ့ဒီမှာနန္ဒဘဝတကောင်ကနေရာဝင်ယူလိုက်တာပါဒါဆိုဒီရတကလေးလို့ပြောတာဥထုံးလူကဖုတ်ဝင်နေရပေါ့ဒါဖြစ်နိုင်ပါမလားဖုတ်ဝင်နေရဆိုရင်တော့အေရမီသားစုကိုရှာကျင်းနေပါမလားတပည့်တော်လည်းထူးဆန်းနေပါတယ်ဗျာအခုဆရာတော်ခွင့်ပြုတယ်ဆိုရင်တော့ဒီကြားဝါမှာ တပည့်တော်ဖြည့်ရှင်းပေးပါမယ်ခွင့်ပြုတော်မူပါဗျာတကယ်ဆိုဆရာတော်ဘာမှပြောလို့ပါဘူးသူမိသားစုကရောလက်ခံမလားအဲ့ဒီလိုအတွက်အနည်းရှိနိုင်နေသူမိသားစုကိုလည်းကြောအောင်တပည့်တော်စူးစမ်းပြောကြည့်ပါမယ်ခွင့်ပြုပါဗျာဆရာတော်ခွင့်ပြုကြရတော့ကျွန်တော်တို့ចောင်းဝါကိုစဉ်လာခဲ့ចောင်းဝါရောက်တော့ဒါတဝဝင်နဲ့ကျွန်တော်နဲ့ဆရာကိုခုတ်ဖို့တကယ်ကြီးလှုပ်နေရဦးထုလုံးဘလို့ဖြစ်တာလဲခင်ဗျားနဲ့ကျွတ်တူကရန်ညူးမှမရှိတာကဲပါ ဟိုအမီဘလို့ဖြစ်နေပြောပါအောင် အဖေပြန်လာတော့ဒီကဧည့်သည်လိုပေးရဲ့စာရွက်ကိုပေးလိုက်တယ်အဖေကဧည့်စာရွက်ကိုမြင်တော့ပြစ်ထုတ်ခိုင်းတယ်ကျမလည်းပြစ်ထုတ်လိုက်တော့အဖေကဒါဆိုပြီးတော့ဒီကိုလိုက်လာတာပဲတူရလုံးနာကြည့်ရဲ့သူတွေကများလို့လို့အုံခဲနေရအဲ့ဒီခါဆီကဒီတော့နေရရင်တော်ရောပေါ့ဘာလို့တဘာဝကိုဆက်ကြည့်ကြရလဲခင်ဗျာဘာသူလဲပြောတေကြတာခင်ဗျာဥထုလို့မဟုတ်ဘူးဟင်ဟာ မဖြစ်နိုင်တာဘာကြီးလျှောက်ပြောနေရလဲစကားတန်နေရကြွစီကြွစီပေါ်လာရင်အဲဒီကဆရာကျုပ်ပြောတာကိုကျုပ်သက်သေပြမယ်ကပ္ပယာကြီးအကောင့်တစ်လုံးနဲ့ရေအိုးသုံးလုံးအစ်စ်ပြထားပြီပါကဲဥထုလူခင်ဗျာဥထုလူဆိုတာတေးဆိုင်တော့ဒီတားထားတဲ့စီဝါကိုကြော်လာခဲ့ပါဦးအင်းလို့ဆိုပြီးတော့စီတုံနဲ့တားလိုက်တော့တယ်ရွာသားကြီးရဲ့တယောက်ကဒီစီရဲကိုကြော်လာလိုက်ပါတာမန်လူဆိုရင်တော့ဘာမှဖြစ်ပါဘူးရွာသားတယောက်ကစီရဲကိုဝင်လိုက်တော့တယ်ကဲ အလုံးအမြင်မဲနော်ဘာမှဖြစ်ဘူးဥထုနုခင်ဗျားတကယ်ဥထုနုဆိုရင်တော့ဒီစီးနီကိုကြော်လာခဲ့ပါအိမ်နုပြောလိုက်တော့မျိုးလုံးညပြူပြီးတော့ကျွန်တော်တို့ကိုစိုက်ကြည့်နေရခင်ဗျားဒီမိသားစုလှုပ်ကြည့်နေရဆိုတာသိရလို့ချွတ်တူကနေစားပါတယ်ဒါကြောင့်ချွတ်တူခင်ဗျားနာကျင်မလုပ်ချင်ပါဘူး ECD ကနေထွက်သွားပြီပါကျွန်တော်တို့ပြောတာတွေကိုရွာသားတွေနားမလည်အောင်ဖြစ်နေပါတယ်တယောက်တစ်ပေါင်းနေပြောနေကြတယ်အဲ့ခါစီအောင်ဟုတ်ကလေးမမင်းကဥထုနုသမီးလားဟုတ်ဟုတ်ကဲ့ ဲဒါဆိုမေးဖေဦးချိုးသူကလွန်ခဲ့တဲ့နေ့ကတော့ဝက်ပလို့ဆုံးသွားပြီသူရဲ့ခန္ဓာကိုယ်တခြားတယောက်ကဝင်ပူးထားတာမဟုတ်ဘူးအဖေကအဲ့လိုမဟုတ်ဘူးဒါဆိုအဖေကဖုတ်ဝင်နေတယ်လို့ပြောချင်တာလားအဖေကအဲ့လိုမဟုတ်ဘူးတာမန်လူလူပဲနေရအခုဒီဘာမှဒုက္ခမပေးခဲ့ဘူးမဟုတ်ဘူးလိန်နေတာကျွန်တော်စိတ်ညစ်သွားတယ်ဘလို့ရှင်းပြရမလဲတွေးနေတော့ထူးလူတစ်ဖြစ်နဲ့တရားမိတ်စီခင်ဗျပြောမလားကြုတ်လို့ရမလားအဲ့လိုဆရာမေရောမှာ ငါတိတယ်ငါတိတယ်ဒီပါအောင်သူတို့စောက်တရားငါတိတယ်ငါဝတ်ညံ့တာငါသွားပြီမေငါမမင်းတို့မနိုင်တာဘုထုံးလူကအဲ့လိုပြောတော့ဆရာနေကုန်မသွားနဲ့ဦးခမ ्या ဘသူဆိုတာပြောသွားကျုပ်ကဥဖိုးလူဟာအမလီဥဖိုးလူဆိုတာထုံးလူပဲနီး तू ကတည်သွားရကြပြီဟုတ်ပါမလားမဖြစ်နိုင်ဘူးထင်နေရွာသားကြီးရဲ့စကားကြီးထွက်လာပြန်နေ အဖေဘာကြီးပြောနေရလဲအဖေကဘာလို့ဖုန်းနံပါတ်ပြောရလဲငါသားထုံးလို့တော့ဝက်ပက်ခံရတော့ငါသူ့မိနာမှာရှိနေရငါမိဖို့စိတ်မချလို့သူ့ကိုယ်လည်းဝင်ပြီးတော့လှုပ်ကျင်းနေရဥငါသွားရတော့မယ်ငါနေမရတော့ဒီလေးကိုဂီယူဆိုင်ကြဟိုကောင်းနေတာအောင်ထုံးကျော်တို့ငါမိတွေကိုစောက်စောက်ကြနော်ငါမင်းတို့ခေါ်ကြမှာတယ်ငါ့ကိုရေးမိမှဆိုလို့မခေါ်တာငါသွားပြီနော်အဲ့လိုပြောပြီးတော့ဘိုင်းကနေအယုတ်ကျပြနေကြသွားတယ်ကျွန်တော်နဲ့ အသိန်းထုတ်ခိုင်းထားတဲ့အကောင့်နဲ့ထည့်ဖို့လုပ်ချိန်မှာတော့တဖြည်းဖြည်းအသားတွေကကွာကျပြီးတော့လောက်ကောင်လေးတဖွာဖွာထွက်လာတာကိုမြင်လိုက်ရရင်။အော်။တန်ရုံးစီဘဝခြားနားနေရတော့လုတ်ကြီးနေသေးရပဲလို့တွေးနိုင်မိရောလေ။ကျွန်တော်လည်းဆရာတို့ကိုရှာပြီးတော့နောက်တနေ့ရောက်ခီးဆက်ခဲ့ရရောလေ။ရွာအထက်မှာတော့တက်ကင်ဟိုပင်မှာဥဖို့လူနေတယ်အဲ့လိုဆိုပြီးတော့ရွာထိပ်ကစီးပြီးတော့ညှို့ထုတ်ပြရင်ကျွန်တော်လည်းစီးပြီးကိုကြည့်ပြီးတော့လက်ပြကောင်ကျွန်တော်သွားပြီးဥဖို့လူရဲ့နောက်ထပ်အလုပ်မလုပ်နဲ့ရောနော်။ အဲ့လိုအော်ပြောတော့ဇီးပီရအလိုလိုလှုပ်လာတာမြင်လိုက်ရတယ်။တဖြည်းဖြည်းနဲ့ဇီးပီရအဝေးမှာမှုန်ပြစွာစက်နေခဲ့ပါတော့တယ်။ပရိသတ်များရှင်အောင်မြတ်တာနဲ့ဖုတ်ဝင်သူဆိုရင်ဇလန်ဒီယာတို့ဒီမှာပြီးဆုံးသွားပါပြီ။နောက်ရမြန်မာလေးဇလန်ကောင်းများစွာကိုတိဆက်ပြီးတော့မှမဟုတ်အားပေးနာစင်ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။